ရော့ဒရစ်တို့လက်ချက်နဲ့ခွက်ခွက်လံရှုံးသွားပြီးဘုံဘီယက်ကမကျေနပ်သေးဘဲနဲ့တင်မောပြည့်ကြီးကိုကုတ်ကတ်မောင်းပြီးရော့ဒရစ်ကိုအသေးတန်လိုက်ရှာနေပါတယ်။သူ့အဖွဲ့သားတွေကိုမှန်ပြောင်းတက်လက်နဲ့ရွက်တိုင်ပေါ်တက်ရှာခိုင်းပြီးဘာတဲလွန်စားမှတွေ့အောင်မရှာနိုင်ငမန်းစာကြွေးပစ်မယ်လို့လည်းကြိန်းနေပါတယ်။အဖွဲ့သားတယောက်ကလိုက်ရှာဖို့မဖြစ်နိုင်တော့ကျွန်တော်တို့ရိတ်ခါရီလဲကုန်နေပြီဘောဆိုပြီးပြောတော့စားရကောင်ဖမ်းမိထားတဲ့တုံပန်းတွေတစ်စပောက်တွေကိုတုံပြီးငမန်းစာဖြစ်နေ၅ရောင်ဖမ်းမယ်။အဲ့ငမန်းကိုချက်စားမယ်။ ငါ့ကိုလက်လျှော့မယ်ဆိုတဲ့စကားမျိုးလာမပြောနဲ့အဲ့ကောင် road trip ကိုငါရအောင်လိုက်ပန်းပြီးပင်လယ်ရေရောက်တဲ့နှစ်ပြင်မယ်လို့ဖြဲလိုက်ပါတယ်အဖွဲ့သားတယောက်ကထပ်ပြီးရဲစွန်ပြီးတော့ boss အခုနောက်ပိုင်းဟိုထူးဆန်းတဲ့လေပြေကြီးတိုက်ပြီးကြတဲ့ကောလာဟာလာတွေပြန့်နေရတော့ဟိုးရင်တေးပြီးသားတင်မောသားဟောင်းတွေကတင်မောကုန်းဘက်ပေါ်မှာလမ်းလျှောက်တာတွေအီယာမရိတ်မဲကြီးတွေကရေမျက်နှာပြင်သားမှာခူးခတ်သွားလာနေရတယ်စသဖြင့်ကောလာဟာလာတွေကြားနေရတာလူရန်ကလည်းအဲ့ကောလာဟာလာတွေကိုလန့်နေကြတာဆိုပြီးပြောလိုက်တော့မင်းတို့ကစောက်သွေးကြောင်နေကောင်လေးပဲ တရေမွန်စတာတွေအားလုံးကစိတ်ကူးရင်ပြီးရှောက်ပြောတဲ့ဟာတွေကငါပင်လေတမျှဖြစ်ကျင်းလေလာခဲ့25နှစ်ရှိပြီဘာတရေမှမတွေ့ခဲ့ဘူးကွအဲ့ကောင်လေးသာတကယ်ရှိရင်ငါဒီချင်းအသက်တောင်ရှိတော့မှမဟုတ်ဘူးဆိုပြီးဘုံပီးရက်ကအမှန်ကန်နေပြဲနေပြီမဲ့တင်မောအဖွဲသားတွေကတော့နောက်ကပေါ်လာတဲ့ထူးဆန်းတဲ့ယာယီတွေကြောင့်လန့်နေကြပါပြီရှီဝီကီနဲ့အီရှီဒိုရိုတို့ပင်လေတမျှပုံစံမိတ်ကပ်တွေရှောက်လိမ့်ပြီးကစားနေကြတော့မှရှိဝီကီထူးဆန်းတဲ့အာယုံတစ်ခုကိုခံစားမိလိုက်တာကြောင့်အားလုံးကိုပြောပြဖို့အတွက်ကုန်းဘက်ပေါ်တက်လာပါတယ် ရော့ဒရစ်ကသူတို့နာကက်လာနေတဲ့တင်မောတစည်းကိုမှန်ပြောင်းနဲ့လမ်းကြည့်ပြီးဒါငါတို့နဲ့တိုက်ခိုက်ခဲ့တဲ့ပင်လယ်တမျှတင်မောပဲမဖြစ်နိုင်တာတကောင်နေတင်မောကရွက်လွန်လို့မရလောက်အောင်ထိပြက်စီးသွားတော့အခုဘလို့ဖြစ်ပြီးရောက်လာရပြန်တာလေဘာဖြစ်ဖြစ်အားလုံးတိုက်ပွဲအတွက်ပြင်ဆင်ကြဆိုပြီးရော့ဒရစ်ကအမိန်ပေးလိုက်ပါတယ်အဲ့ချိန်မှာရှီဗီကီရောက်လာပြီးရော့ဒရစ်ကအရေးကြီးတာပြောစရာရှိတယ်အဲ့တင်မောဘောကအရာရလူတွေမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ဒါဆိုရင်ငါတို့ Britannia Stone ကလိုမျိုး Monster ရဲ့ရင်ဆိုင်ရတော့မှာလား ဘာဖြစ်ဖြစ်ဒီကောင်လေးငါ့ကိုထင်မသေးရအောင်အစွမ်းပြရသေးတာပို့ဆိုပြီးအမြောက်တွေအားလုံးကိုအဆက်မပြတ်ပြစ်ဖို့အတွက်ရော့ဒရစ်ကမိန်ပေးလိုက်ပါတယ်။အဖွဲသားတွေလည်းအမိန်အတိုင်းပြစ်လိုက်ကြပြီမဲ့အဲ့ချိန်မှာထူးဆန်းတာတစ်ခုဖြစ်သွားပါတယ်။ဒီနေ့တမယာတင်မောဟာပြစ်ချက်တွေကိုရှောင်ဖို့အတွက်ရင်ငုတ်တင်မောတစည်းလိုမျိုးရေအောက်တဲ့ငုတ်ဝင်သွားတော့အကုန်လုံးတန်းတော်တွေဖြစ်ကုန်ကြပါလေ ဒီနေ့ဗီဒီယိုပံ့ပိုးပေးတာကတော့ဂိုမိုမိုခီဆိုရဲ့ Telegram Channel ဖြစ်ပါတယ်။ဒီ Channel မှာတော့ Pepsi အကောင့်တွေကိုကိုမစော့တော့လို့ရောင်းချင်တာပဲဖြစ်ဖြစ်အကောင့်အသစ်ဝယ်ဆော့ချင်တာပဲဖြစ်ဖြစ်တသိန်းကနေ330ဒီစိတ်ချလက်ချရောင်းလို့ဝယ်လို့ရပါတယ်။ဒီ Brother ဆယ်လာလုံးနေရကြာပြီဖြစ်ပြီးသူ့ကိုယ်ပိုင် Customer တွေလည်းရှိသလိုပုံမှန်လည်းရောင်းနေရတာကြောင့်အလိန်ညာဖြစ်မှာတော့စိတ်ပူစရာမလိုပါဘူး။ကျွန်တော် Channel ကိုပုံမှန်ကြည့်နေကြရောက်ပါရင်လာဝယ်ရင်ဈေးလျှော့ပေးဖို့လည်းကျွန်တော်ပြောထားပါတယ်။ Channel လေးကိုတော့ကျွန်တော် Description မှာချပေးထားပါမယ်။ရှိပြီကီနင်ပြောတာမှန်တယ်။ တင်မောပေါ်ကောင်းနေလူတွေမဖြစ်နိုင်တော့ဘူးဒါဒန်နာရီရဲမှာကြာဘူးရေကိုရှစ်တစေတင်မောနေတော့တူနေတယ်ငါတို့မင်းတို့ကူညီယူရတော့မထင်နဲ့ပြီးတော့ဘာတွေပဲဖြစ်နေပါစေတင်မောဝင်နေကငါတို့ရဲ့အထူးဧည့်သည်တော်ယူအာကူရတော့မှာပဲလို့ရော့ဒရစ်ကဂက်စ်ကိုညွှန်ပြီးပြောလိုက်ပါတယ်ဂက်စ်ကလည်းသူ့အမတ်သားရဲ့ချက်ပြမှုကြောင့်တိုက်ပွဲဝင်ဖို့အတွက်ပြင်ဆင်နေပါပြီ Ghost Ship ကရေအောက်ထဲကနေပြီး Roderick တို့တင်မောရှိရာစီကိုဥတီလာရင်းနဲ့ရေပေါ်ကိုပြန်တက်လာတာကြောင့် ရော့ဒရစ်တို့တင်းမောတော့မှောက်မလို့ဖြစ်သွားပါသေးတယ်။တင်းမောနှစ်ခုဟာအရန်နီးသွားပြီဖြစ်လို့သူ့အဖွဲ့သားတွေကို hand to hand ကွန်ဘက်အနီးကပ်ချကြဖို့အတွက်အစင်းသင်းပြေခိုင်းလိုက်ပါရယ်။အားလုံးကဓာရီကိုင်းအစင်းသင်းစောင့်နေလိုက်ကြပြီးရှီဝီကီယာအာယုံခံကြည့်လိုက်တဲ့အခါမှာတင်းမောဘောကောင်းနေတယ်မကပဲတင်းမောကိုယ်တိုင်ကပါမကောင်းတဲ့သတ္တဝါတကောင်ဖြစ်နေတာကိုခံစားမိလိုက်ပါရယ်။အဲ့ချိန်မှာရည်တန်ကြီးနဲ့အတူဘုံပီးရက်ပေါ်လာပြီးပြန်တွေ့ရတော့ဝမ်းသာပါရယ်မင်းသားရော့ဒရစ်ငါတို့ကဘုံပီးရက်ပင်လေတမယအဖွဲ့ဖြစ်ပြီးငါကကပတိန်ဘုံပီးရက်ပဲ။ ကိုစောက်ကလေးမင်းတို့တမရောက်နေရလားမင်းတို့ငါ့ကိုနိုင်ယူသွားခဲ့ရဒီတိုင်းလွတ်မပေးနိုင်ဘူးကွာငါတို့ကရင်လုံးငပြော့ကောင်လူသားတွေမဟုတ်တော့ဘူးလို့ပြောလိုက်ကြပြီတဆက်တည်းမှာပဲရေထဲကနေလက်တန်လူလူဘာလူလူနဲ့ monster ကြီးပေါ်လာပါတယ်ဒါငါတို့ရဲ့ညီအကိုတွေပဲကွာအခုငါတို့ကပင်လေတမားနဲ့ monster ပေါင်းဆက်ထားတဲ့စောက်ကြမ်းကြီးဖြစ်နေပြီဆိုပြီး monster တွေကလည်းတင်မော်သားတယောက်ကိုလှမ်းဆွဲပန်းပြီးတော့စားပစ်လိုက်ပါတယ်အဲ့ကောင်တွေစားကြစမ်းလို့ဘုံပီးရက်ကမိတ်ပေးလိုက်ပြီး monster ရှင်လက်လက်တွေရဲ့တိုက်ခိုက်မှုကိုခံရတဲ့ကြောင့် ။သင်မောသားကြီးလည်းသွေးပြက်ကုန်ပြီးဖျို့ဖျဲရဖြစ်ကုန်ပါရဲ့။ရော့ဒရစ်ကသူ့ကောင်တွေဖျို့ဖျဲဖြစ်နေတာကိုသိပြီးဒီတိုင်းဆက်သွားရင်ချင်းနေမဟန်တာကြောင့်ပြန်စည်းရုံးဖို့လုပ်နေပါရဲ့။အီရှိဒိုရိုဆာပီကိုရိုကတော့ဓာမျိုးတွေကြုံနေကြမှုလို့မွန်စတာတွေကိုအေးစေးပြန်ပြင်းနေပါတယ်။တင်မောဝမ်းနွမ်းမိုင်းအနေထိပါထွက်ပြေးနေကြပြီးနောက်ကစားတဲ့ကောင်တွေကလည်းဇွတ်လိုက်စားနေပါတယ်။ဘုံဘီယက်က သူ့နိုင်ပြီဆိုပြီးဖီရီတက်ဝမ်းနေသားနေတော့မှသူ့ညီအကိုဆိုတဲ့ကောင်တွေအပိုင်းပိုင်းဖြတ်ခံလိုက်ရပြီ။ဟာဘိုက်စာနေရဲ့ ဒီကောင်တွေကစားလို့ရလားဆိုတဲ့တန်နဲ့ဓာကြီးထန်းထားတဲ့ gas ကိုတွေးလိုက်ကြရပါတယ် gas ရောက်လာတော့အားလုံးကဝမ်းသာသွားကြပြီ gas ကသူ့စီပြေးဝင်လာတဲ့ monster ၃ကောင်ဓာနဲ့တစ်ချက်တည်းရှင်းပေးလိုက်တာပုံပြီးကလမ်းဖြတ်သွားပြီဒီခွေးကောင်ကဘသူလဲဟာဒီကောင်ဓာကဘာလို့အဲ့လောက်ကြီးနေရတာလဲဆိုပြီးရေရွက်လိုက်ပါတယ် gas ဓာနဲ့ချက်ပဲခုတ်ရသေးတယ် monster ၆ကောင်ရှော့သွားတာကြောင့်အားလုံးအံ့ဩနေကြပြီ gas ကတော့မသေးခြင်းဘေးရှောင်နေဖို့သတိပေးနေ monster တွေကိုအဆက်မပြတ်ရှယ်လိုက်ခုတ်ပါတော့တယ် ိုတလောကမှာဒံယာရီနဲ့တင်မလို့ဖြစ်ထားတာအခုလို recovery လုပ်နေတဲ့ချိန်မှာတော့ဒီလောက်ကြမ်းနေရဒီလိုဘလူးလူလဲဟာဆိုပြီးအားလုံးအံ့ဩနေကြပါတယ်မင်းတို့ပြောမနေကြနေကွအဲ့ဩနေရအရန်ဟင်းနေပဲရှိသေးရအခုမှ main dish လာမှာဆိုပြီးစောစောကလက်တန်ကြီးရပင်ရင်အကောင်လိုလိုတကောင်ပေါ်လာပါတယ် gas ကတော့အချိန်ဆွဲမနေပဲတိုးဝင်လာတဲ့ဗဇက်ပေါက်ကြီးရကိုလက်ကအမြောက်နဲ့ထုပြီးအမြောက်မှာဓာတ်ကိုချိန်မောင်းပြန်တဲ့အားနဲ့ခုတ်ချပစ်လိုက်ပါတယ်မဖြစ်နိုင်တာ ။ငါမင်းတို့အဆုံးမပေးသေးဘူးကွာဆိုပြီးကျုံးွားနေတော့မှနောက်ကျသွားပြီ။ငါကောင်တွေကိုထင်မသိနေကွာလို့ gas ကပြောလိုက်ပါတယ်။ Rodrick တို့ကအမြောက်တွေနဲ့အမှန်ကန်ချိန်ထားပြီးသားဖြစ်ပြီးဘုံဘီယာရဲ့ ghost ship ကိုဖောက်ခွဲပြစ်လိုက်ပါတယ်။မင်းတို့ကောင်တွေလွင်သွားပြီ။မင်းတို့အသက်တွေကျွေလွန်းရတော့မယ်ဆိုပြီးဘုံဘီယာကအောက်မှာသာနေရရှယ်ကျင်းွားနေရပါ။ဒါပေမဲ့အဲ့ချိန်မှာ Captain ကြီးနေထွက်လာပြီလို့အဖွဲ့သားတယောက်ကသတိပေးလိုက်တာကြောင့်နောက်မှတွေ့ကြရတာပေါ့ကွာဆိုပြီးဂိုးရှစ်ကြီးကရေထဲကိုငုံရင်းနဲ့ထွက်ပြေးသွားပါလေ အားလုံးကဂက်စတိုချီကျူးနေပြီးရော့ဒရစ်ကလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ဒီကောင်တွေအဖွဲ့ဘာလို့မွန်စတာတွေပြောင်းသွားရလဲဆိုပြီးစဉ်းစားနေတော့မှာတင်မော်ဝမ်ဘိုက်ပန်းကအပေါက်တွေပေါက်ပြီးရေစိတ်ဝင်နေကြောင်းလာပြောကြပါတယ်ဂျိုပေါက်တွေရမ်းများတာကြောင်းဖာလို့မနိုင်ပဲကြိုင်တင်မော်ပါမြုပ်သွားတော့မှာစိုးရတာကြောင့်နီးစက်ရကျွန်းတကျွန်းကိုကပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျွန်းပေါ်မှာတော့ထူးထူးဆန်းဆန်းကိုတုံးလုံးနဲ့ကောင်မလေးတယောက်ကတင်မောစီကိုလှမ်းကြည့်နေပါတယ်အီရှီဒိုရိုကောင်တွေဥမျိုးနေကြပြီမေရှီဝီခီကတော့ဒီကျွန်းပေါ်မှာတခုခုမှားနေရဲ့ မူမမှန်ဘူးလို့ gas ကိုပြောလိုက်ပါတယ် gas ရဲ့အနာလေပြင်းတိုက်ပြီးကြရအယမ်းမနာကျင်တော့ပဲနဲ့ထူးဆန်းတာတစ်ခုခုလာနေရင်တော့မှထုံယုံမဲထုံတော့တာဖြစ်ပြီးရှီဝီကီကဒီကျွန်းကိုမကောင်းတဲ့စွမ်းရင်တစ်ခုလွှမ်းခြုံထားတာခံစားမိလို့ကုံနမိုင်းနေထိမဝင်ဖို့ပြောလိုက်ပါတယ်စိတ်တော့မကောင်းပါဘူးဒါပေမဲ့တင်းမောပြင်တာအယမ်းကြာမှာကျွန်တော်တို့ဒီနေ့အပြီးလုံးနိုင်မှာမဟုတ်ဘူးမနေ့ပြန်မှဒီကထွက်လို့ရမှာဖြစ်တာကြောင့်အစားအသောက်နဲ့အိတ်ဖို့အတွက်ကျွန်းပေါ်လိုသွားမှရမယ်ဆိုပြီးရော့ဒရစ်ကရွေးချယ်စရာမရှိကြောင်းအာနာနာနဲ့ပြောလိုက်ပါတယ် အဲ့အချိန်မှာမြောင်းမသားကတော့ဘာမှမသိပဲကျွန်းပေါ်ပက်ပြေးနေပြီးရှီဝီကီတားတာလည်းစကားနားမထောင်ပါဘူးတခູ່ထူးဆန်းတာရှိရင်အတွေ့ရကနေလှမ်းဆက်သွယ်လိုက်မယ်ဆိုပြီးအီရှီတိုရိုတကောင်ပတ်သွားနေနဲ့မဲနဲ့မောင်မိုက်နေရဲ့ဂူပေါက်ကြီးတခູ່ကိုတွေးလိုက်ရတာကြောင့်အထဲဝင်ဖို့အတွက်မီးတုတ်ရှာဖို့ကြိုးစားနေပါတယ်အဲ့အချိန်မှာငါဆိုရင်တော့အဲ့ထဲကိုဝင်မှာမဟုတ်ဘူးဆိုရဲတန်နေတူစောစောကထူးဆန်းနေကောင်မလေးရဲ့အီရှီတိုရိုနားရောက်လာပါတယ်အဲ့ကူနားကိုမသွားနဲ့အဲ့ကူနဲ့ပတ်သက်ပြီးသတင်းစိုးတွေအများကြီးရှိရဲ့လို့ပြောရင်းနဲ့ ကောင်းမလေးကအီရှီဒိုရိုနားတီကတ်လာပြီးဒါကနဲ့တငယ်လေးလားတခါမှမမြင်ဘူးဆိုပြီးအနီးကကြည့်ပါတယ်မြောင်မသားကတော့ရောက်ပါလို့လို့စောက်ကျင်နေစောင့်နာဘူးဖြစ်တာကြောင့် boost တွေကိုအာသာငန်းငန်းနဲ့လိုက်ကြည့်နေပါတယ်ဒီကောင်မလေးနာမည် Isma လို့ခေါ်ပါတယ်ကောင်မလေးကတင်မိုးကိုလှမ်းကြည့်ပြီးမင်းအဲ့တင်မိုးနဲ့ပါလာတာမဟုတ်လားဒါကြောင့်ဒီကူအကြောင်းကိုမသိရဖြစ်မယ်ဒီကူကတားမြစ်နေရပဲပါဇက်ရာဇဝင်နေရတော့ဒီနေရာပင်လယ်နက်ပြားနေရတဲ့နေရာပဲဆိုပြီးပြောပြလိုက်ပါတယ် မျိုးရဲကိုရှောက်လာတဲ့ gas တို့အဖွဲရတော့ရွာကြီးကတိတ်ဆိတ်နေပြီးလူရိပ်လူရောင်မတွေ့ရတာကြောင့်စိတ်ထဲမှာမတိုးမတန့်ခံစားနေရပါတယ်။ပြင်းရင်ပေါက်ကနေလှမ်းကြည့်နေတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရတာကြောင့်အနီးနားတစ်ဝိုက်မှာစားတောက်ဆိုင်ဖြစ်ဖြစ်တဲခိုကန်းဖြစ်ဖြစ်များရှိမလားဆိုပြီး Rodrick ကလမ်းပြီးတော့ဘာမှပြန်မဖြေပဲပြင်းပေါက်တွေရောတကားပေါက်တွေပါပိတ်သွားပါတယ်။ဘာလဲဟာဆိုပြီးအားလုံးကြောင်နေတော့မှ gas ကလက်ညှိုးထိုးပြတာကြောင့်ထူဆန်းတဲ့ရုပ်ထုတစ်ခုကိုတွေ့သွားပါတယ်။ အစ်မကစီကောရှိကြောင်ပြောပြီးအဲ့စီကောကလည်းကောင်းတဲ့နတ်ဖျားမဟုတ်ဘဲနဲ့လူတွေကိုစားတင်းမောတွေကိုရည်မြော့အောင်လုပ်တဲ့မကောင်းဆိုးတဲ့နတ်ဆိုးတကောင်ဖြစ်ကြောင်ထပ်ပြောလိုက်တော့အီရှီတို့ကနင်ပြောလိုက်မှပူစိတ်ဝင်စားသွားပြီငါခုရဲကိုသွားကြည့်မယ်ဆိုပြီးဇွတ်ပြေးပါတယ်ဒါပေမဲ့ကြောက်စွန်းနေရမညီမညာဖြစ်နေရကြောင့်ခြေချော်လဲကျသွားပြီးကြောက်နေရင်လည်းစောင့်မိရခေါင်းကွဲသွားပါတယ်ကံဆိုးရလားကံကောင်းတာလားတော့မသိပေမဲ့ရှီဝီကီပေးရဲ့ဓမြောင်လေးလည်းပြုတ်ကြိုက်ကြံခဲ့ပါတယ် အီရှီတိုကိုခေါင်းပေါက်သွားတော့အစ်မလည်းသူ့အိမ်ကဒီနားမှာရှိရာကြောင့်ဆေးထည့်ပေးမယ်ဆိုပြီးခေါ်သွားပါတယ်။ရွာရဲကထူဆန်းတဲ့ရုပ်ထုကိုကြည့်ရင်ရှီဝီကီကဒါအရန်ရှိကြနေပြီပဲ။ဒါရှေးအောင်နှစ်ဖျားတစ်ပါးပါရဲ့အမှတ်သားဖြစ်မယ်လို့ပြောပြီးတခုခုမူမမှန်နေရာကြောင့်အာလုံစားတော့ဆိုင်စီကိုဆက်သွားလိုက်ကြပါ။ကျွန်မဒီကျွန်းကိုနည်းနည်းတော့ပတ်ကြည့်လိုက်အောင်မယ်ဆိုပြီးရှီဝီကီကပြောလိုက်ပါတယ်။ဒါပေမဲ့ဖာနီစ်နဲ့ရော့ဒရစ်တို့ဟာစိတ်မချတာကြောင့်သူတို့လည်းလိုက်ခဲ့မယ်ဆိုပြီးပြောတော့ရှီဝီကီကညင်းလိုက်ပြီးစိတ်မပူပါနဲ့ ကျမတို့ဒီကျွန်းကမြို့ရဲထက်တောင်ပိုလုံးကျုံပါသေးရေလို့ပြောပြီးထွက်သွားပါတယ်။အီရှီတိုရောမီးလုံနေပြီးအစ်မကတော့ဟိုကောင်ရှိလဲဂီယူးမဆိုင်ပဲဖင်ပြောင်းနဲ့အဝတ်လဲနေတော့မောင်မင်းကြီးသားအကြိုက်တွေ့နေပါတယ်။ဆက်ပြီးအစ်မကအီရှီတိုရဲ့ခေါင်းအတန်းရောင်ကိုဆေးထည့်ပေးရင်းနဲ့သူမနာမည်ကအစ်မဖြစ်ကြောင်းမေးဆက်ပြီးအီရှီတိုရောတင်းမုန်းနဲ့လာခဲ့တဲ့သူဖြစ်လို့သူခီးသွားခဲ့တဲ့အကြောင်းနေအပြင်လောကကြီးရဲ့အကြောင်းတွေကိုပြန်ပြောပြပေးဖို့အတွက်ကလေးတယောက်လိုတောင်းဆိုလိုက်ပါတယ်။ညစာဆိုင်နားထောင်နေဆိုပြီးထမင်းဝိုင်းနေပါတင်းပြင်တာကြောင့် သူအပြင်လောကကြောင်းဒီလောက်တော့စိတ်ဝင်စားရလားဟာဆိုပြီးအီရှီတိုတွေးမိသွားပါတယ်ကက်စတိုရေနောက်ဆုံးတော့စားတော့ဆိုင်တစ်ခုကိုရှာတွေ့သွားကြပြီမြင်ဆိုင်ပြင်းစင်နေလူသူမရှိပဲ၆ကက်ကက်ဖြစ်နေရာတွေငါးညီနဲ့နေနန်နေရာတွေကြောင်းမန်နီဖီကိုကညင်းညူနေပါတယ်ဂက်စကာရိုဘေးဝမ်းရဲ့လူနှစ်ယောက်ကိုလှမ်းကြည့်ပြီးစောက်ခွက်တွေမူမန်လာကြောင်းသတိထားနေပါတယ်မန်ဂါရီရဲ့အော်တာဒီကောင်လေးရဲ့ပုံစံကိုဆွဲထားတဲ့ဒီဇိုင်းကြီးရတယ်တကယ်ခြောက်ရှားစရာကြီးပါအဲ့အချိန်မှာဆိုင်ရှင်ကဆရာတို့ ဟင်းဝဲကိုကိုပါကိုလာယူလိုက်ပါအောင်ကျုပ်လိုတဲ့ပစ္စည်းလေးတွေတွားယူဖို့အတွက်ဂိုဒေါင်ထဲခဏတွားအောင်မယ်ဆိုပြီးပြောတော့ Roderick ကယူဖို့ထားပေးမိ။ Gas ကတားလိုက်ပြီးငါတွားမယ်လို့ပြောလိုက်ပါတယ်။နောက်ခံနဲ့ဝင်သွားတဲ့ဆိုင်ရှင်ကိုလမ်းကြည့်ရင်းနဲ့ဒီမီလိုတွေဟုတ်တော့မဟုတ်တော့ဘူးဆိုပြီး Gas တိလိုက်ပါတယ်။ Shiviki ကဟိုဂူကြီးရှေ့ရောက်လာပြီးဖြစ်ပြီးဒီကျွမ်းပေါ်မှာခံစားမိနေတဲ့ထူးဆန်းတဲ့မကောင်းတဲ့ငွေသက်တွေအားလုံးရဲ့ဘိုဟုပင်မဒီဂူကြီးပဲလို့ Evalera ကိုပြောလိုက်ပါတယ် ဂူရီရဲ့ဝင်ဖို့လုပ်နေတော့မှာအီရှီတိုရဲ့ဓာတ်ကိုတွေးလိုက်ရတာကြောင့်အဲ့ကောင်အထဲဝင်သွားပြီလားဆိုပြီး live ဖို့အလုပ်မှာရေတွေကနေလက်တန်ကြီးထက်ထွက်လာပြန်ပါလေဒီကောင်တွေကိုမြင်လိုက်တော့အီရှီတိုကိုအစားများခံလိုက်ရပြီလားဆိုပြီးစိတ်ပူရာနဲ့စိတ်ချင်းဆက်သွဲပြီးအီရှီတိုရဲ့ကောင်းတဲ့ကိုဝင်ကြည့်လိုက်တော့အစ်မရဲ့ boobs တွေကိုပဲတွေးလိုက်ရပါလေအဲ့ချိန်မှာမကောင်းဆိုးဝါးတွေကလည်းရှီဘီကီကိုလှမ်းရစ်ဆွဲဖို့အတွက်စူးစမ်းကြပါလေ အစ်မစိတ်ဝင်စားနေရှင်နာတောင်နေပြီအီရှီဒူရောကလည်းဟုတ်တာရောမဟုတ်တာရောအကုန်ရှောက်ပြောပြီးရှင်းနေပါတယ်နင်မယုံရင်ငါ့ရဲ့မှုတ်တမြောင်ပြမယ်ဆိုပြီးရှာတော့မှရှီဝီခီပေးရဲ့ဓာလီကြပြောက်မှန်တိသွားပါတယ်အီရှီဒူရောကပြမယ်ပြောပြီးမပြနိုင်လို့သူ့ကိုယ်သူရှက်ရမ်းရမ်းနေတော့မှအစ်မဝင်ပြီးနင်ပေးမှနတ်တငယ်လေးတကောင်လည်းပါတာပဲနင်ကြုံခဲ့ရတဲ့နင်ပြောခဲ့ရဲ့စွန့်စားခြင်းတွေကိုငါယုံပါတယ်ဆိုပြီးပြောလိုက်တော့အီရှီဒူရောတော်တော်ဖိကျက်သွားပါတယ်အဲ့အချိန်မှာ နင်ရှာနေတဲ့ဒါဒီဟာလားဆိုတဲ့တန်နဲ့ခြေထဲကလွတ်အောင်ရုံးကန်လာပုံရတဲ့ရှီဝီခီကိုတွေ့လိုက်ရပါတယ်။မမျော်လင့်မဲ့ရှီဝီခီကရောက်လာပြီးပုံစိုးပန်းစိုးပါဖြစ်နေတာကြောင့်အီရှီတိုကိုလန့်သွားပြီးအစ်မာကတော့ရှီဝီခီနဲ့အီဗလဲရာကိုအီရှီတိုရဲ့တငယ်ချင်းနေလားဆိုပြီးဝမ်တာအားရနဲ့နှုတ်ဆက်နေပါတယ်။ဒါရီကိုထောက်ရင်အစ်မာတယောက်ကျွန်းပေါ်မှာဘလောက်ထိထီးကြံနေရလဲဆိုတော့သိသာပါရဲ့သူ့စီကိုလာတဲ့ဧည့်သည်တွေကိုဖော်ဖော်ရွေရွေနဲ့ကြိုးစုံနေကြပါ ရှီဝီကီကတော့အစ်မာနာကက်လာတို့ထူးဆန်းတဲ့ဖြစ်တည်မှုတစ်ခုကိုမြင်လိုက်ရပြီဒီကောင်မလေးကဘာလဲဟာဆိုတဲ့ပုံစံဖြစ်သွားပါလေအစ်မာငားရီဝိုင်းထားရီရီအောက်ထဲကရီသူမတစ်ယောက်ပုံစံနဲ့မြင်လိုက်ရတာပါအစ်မာကတော့ရှီဝီကီကိုလည်းနွိနွိထွိထွိကြိုဆိုပြီးတော့ထူးထူးဆန်းဆန်းနဲ့စုံးမရီနတ်တငယ်တွေသူ့စီဧည့်သည်အဖြစ်ရောက်လာလို့ပြောနေပါတယ်ရှီဝီကီကအစ်မာကိုသူမရဲ့အကြောင်းနဲ့ဒီကျွင်းအကြောင်းလေးနည်းနည်းပြောပြပါလားဆိုပြီးတောင်းဆိုလိုက်တော့အစ်မာကသူကငားဖန်းစားတဲ့တငါတွေတယောက်ဖြစ်ကြောင်း ဒီကျွန်းကလည်းပင်လယ်ရေလမ်းကြောင်းနေအခြားကုန်းမြေနဲ့ဝေးလံခေါင်တည်ပြီးတိချတိရှိနေတာဖြစ်ကြောင်းပြီးတော့စားရည်ရိတ်ခါရီမပြည့်စုံတာကြောင့်တင်မောကြီးရဲ့စိုက်ကလေးမရှိပဲတခါတရံမှသာမင်းတို့လိုမျိုးတင်မောတွေပြက်လို့ခဏနားခိုသူတွေရောက်လာတတ်ကြောင်းပြီးတော့ကျွန်းပေါ်မှာတန်ငါရော်တေးသေးလေးတစ်ခုရှိပြီးတော့ရွာသားတွေကဧည့်သည်လာတာသစိမ်းလာတာမျိုးတွေမကြိုက်ပဲနဲ့ဖော်ဖော်ရွရွမရှိကြောင်းအကျင့်ပုတ်ကြောင်းတွေကိုတန်းစီပြီးပြောပြလိုက်ပါရယ်ဒါကြောင့်နေရရွာပြင်မှာတိချနေရလားဆိုပြီးအီရှီဒိုကမေးတော့ ကျွန်မလည်းသူတို့လိုအကျင့်မကောင်းတဲ့သူတွေနဲ့တောင်းပန်ပြီးနေခိုင်းရင်တော့အတူမနေပါဘူး။ဒါပေမဲ့အကြောင်းရင်းတစ်ခုလိုရှိရယ်။ကျွန်မဒီရွာရဲ့အပေကံတယောက်ပါဆိုပြီးအားငယ်တဲ့ပုံစံနဲ့ရှက်ဝဲလေးဝဲရင်ပြောလိုက်ပါရယ်။အပေကံဖြစ်လို့ဝမ်းနေနေတဲ့ခံစားချက်ကိုအတင်းဖုံးဖိရင်းနဲ့ဟိုဘက်ကိုပါလှည့်ပြီးဘာလို့အပေကံဖြစ်ရလဲဆိုတော့သူတို့ကငါ့ကိုကြောက်ကြရယ်။သူတို့ကငါ့ကိုရေသူမလို့ထင်နေရ။ငါကတော့ရေသူမမဟုတ်ပါဘူး။ဒါပေမဲ့ငါတဏီကုံရေငုံနိုင်နေ။ခြောက်တီကတော့ရေသူမလို့မျိုးအမီးအဖြစ်မပြောင်းသွားဘူး။ ငါမေကငါလူမဲမသိစဉ်ကလေးကငါအနာမမရှိတော့တာငါဖေကလည်းသူ့မအကြောင်းတခုမှမပြောပြဘူးဖြွာရဲ့လူတွေအတင်းဖင်းပြောနေရအောင်ကြားရလို့သာငါမေထွက်သွားမှန်းသိခဲ့တာလွန်ခဲ့တဲ့၄နှစ်တုန်းကငါဖေမုံတိုင်းထဲမှာတင်မောမောက်ပြီးကျမ်းမာကြီးဆူရွာပြီးအိတ်ရဲလဲနေခဲ့တယ်သူတေကန်ဒီချိန်မှာငါ့ကိုအနာခေါ်ပြီးတော့ငါမေငါစီကိုတရက်မှရောက်လာလိမ့်မယ်လို့ပြောခဲ့တယ် ီးတော့အင်ရှိတကာလှဆင်ထားတဲ့ပစ္စည်းလေးတွေနဲ့ခယူခွင်လက်ခွင်တွေရလဲအမေပေးထားတဲ့ကံကောင်းစီရဲ့ဆောင်းတွေဖြစ်ပြီးငါ့ကိုဒုက္ခတွေကနေကာဝယ်ပေးတယ်တဲ့။ဒါပေမဲ့ငါကတော့ရေသူမတွေကိုတခါမှမမြင်ဘူးတလို့သူတို့ရှိတာကိုလည်းတိတ်တောင်မယုံပါဘူး။ကြတော့လေဒီကိစ္စတွေကိုမိမိပြောပြတော့ဖြစ်သွားနေပါပြီလို့အစ်မာကပြောပြလိုက်ပါတယ်။ရှီဝီခီယာဒွိဟဖြစ်သွားပြီ။နေပေါင်းရေသူမရေသူဒီရေဆိုတာပင်လေပြင်းဝိညာဉ်နေမက်လား။ပြီးတော့တန်ငါးတွေကိုငါးတွေပူဖမ်းမိအောင်ကုညီပေးတတ်တဲ့လူသားတွေရဲ့မိတ်ဆွေတွေလေး ဘာလို့ဒီကျွမ်းပေါ်ကလူတွေရဲ့ရေသူမတွေကိုမုန်းနေကြတာလဲလို့မေးလိုက်တော့အဲ့ဒါဒီကျွမ်းပေါ်မှာရှိတဲ့ပင်လယ်နက်ဖျားရဲ့ဒဏ်နာရီတစ်ခုကြောင့်မှာဟိုးရင်တော့ဆူရွာချမ်းကျုပ်တဲ့ပင်လယ်နက်ဖျားတစ်ကောင်ဟာပင်လယ်ပြင်နေနဲ့မှာရှောက်သွားနေတတ်တယ်။တင်မောတွေကိုတိုက်ခိုက်လူတွေကို စားပစ်တယ်။ငါးရီဆိုရင်လည်းသူ့ပဲစားပစ်တာ။သူ့ကြောင့်ပင်လယ်ပြင်ကြီးက၆ချားစရာကောင်းပြီးဘာသက်ရှိမှလည်းမကြံတော့ဘူး။ဒါနဲ့ရေသူတီးရေသူမတွေကစီးကုပ်စစ်ကြင်ညာတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ကြပြီးတိုက်ပွဲကလည်းရမ်းကြသွားခဲ့ရဲ့။ ရေသူမတွေဘက်ကအချက်ရှုံးများပြီးအများကြီးတည်ကြည်ခဲ့ရတယ်။နောက်ဆုံးမှာတော့ရေကုံရေကန်းစူးစမ်းတိုက်ခိုက်မှုကြောင့်ရေသူမတွေရဲ့စီးကုပ်ဒီကျွန်းထဲမှာချုံအောင်ဖမ်းချုပ်ထားနိုင်ခဲ့တယ်။ရေသူမတွေပြန်ထွက်သွားကြပြီးစီးကုပ်မရှိတော့မှသာပင်လယ်ထဲမှာလည်းငါးတွေပြန်ပေါက်ဖွာလာနိုင်ခဲ့တယ်။ဒါပေမဲ့ဒီစီးကုပ်ဟာအရန်ပေါ်ဝါဖူဖြစ်သွင်းတာကြောင့်ဗားပညာတွေရောက်လာတဲ့ခါတိုင်းမှာသူ့ရဲ့လက်တံတွေကိုဂူရဲကနေဆန့်ထုတ်နိုင်ပြီးကျွန်းပေါ်ကတငါးတဲ့တွေတင်မိုးတွေကိုတိုက်ခိုက်တယ်လို့ပြောကြတယ် ကျွန်းပေါ်ကလူတွေကသူတို့ကျွန်းပေါ်မှာစီးကောကိုချုပ်ထားခဲ့လို့ရေသူတီးရေသူမတွေကိုမုံနေကြတာဆိုပြီးအစ်မပြောပြလိုက်ပါတယ်ဒီတော့မှအီရှီတိုတို့လေသူတို့ကြုံခဲ့ရတာစီးကောရဲ့အစိပ်ပိုင်းလက်တံတွေမှတိသွားပါတယ်အစ်မဆက်ပြီးဒါပေမဲ့ခုနောက်ပိုင်းဒီကျွန်းပေါ်မှာတော်တော်ထူးခြားနေရေရွာသားကြီးငါးဖန်းထွက်တာကိုလုံးဝမတွေ့ရဘူးစိတ်ကမ်းမှလည်းတက်ရှိဆိုလို့ခွေးတကောင်ကြောင်တမီတော်မတွေ့ရဘူးသူတို့အားလုံးအိမ်ထဲမှာပဲတကားပိတ်ပြီးအောင်းနေကြလားမသိဘူးတခါတလေသူတို့အိမ်ကြီးနားဖြတ်သွားရင်တော့ ိမ်ကြမ်းကြားတွေပြတင်းပေါက်ကြားတွေကနေငါ့ကိုလှမ်းချောင်းကြည့်နေကြတာတွေ့တယ်။ငါပဲစိတ်ထင်တာလားတော့မသိပေမဲ့သူတို့ပုံစံသူတို့မျက်လုံးတွေကလူနဲ့မတူပဲငါမျက်လုံးတွေနဲ့တူနေတယ်။တခါတလေဆိုရင်ဂူကြီးတဲကနေလေကြောက်စရာညည်းတန်ကြီးကြားရတဲ့သေးတယ်။တွန်းပေါ်မှာတွေမဟုတ်ဘူး။တခါတလေပင်လေထဲမှာငါဖက်နေလေထူးဆန်းတဲ့အတန်တူတူလေးတွေကိုကြားရတဲ့သေးတယ်။အခုတော့ငါမင်းတို့နဲ့တွေ့ရတာပေါ့။ငါဘွားဒါပါပဲ။ပြောစရာတိတ်မရှိဘူး။ တေကြတာကတော့အဲ့ထူးဆန်းတဲ့လေပြေကြီးတိုက်ပြီးကလေးကဒီကဘာကြီးဖြူဖျဲဖြစ်ပြီးတခုခုမားနေသလိုပဲလို့အစမားပြောလိုက်ပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦး